မန်နီယိုခရိုနီကေအပီလာတရမြင်တွင်တိတ်ဆုံးသူ3000နီးပါးထိရောက်ရှိလာငလင်ပီကဲဆယ်ရေးတွေနဲ့လက်နက်ကန်ပဋိပက္ခအရှိန်ဟုန်မလ28ရက်နေ့ငလင်ကြီးလှုပ်ခတ်မှုကြီးဖြစ်ပွားပြီး၄ရက်မြောက်နေ့ရောက်ရှိလာချိန်မှာအဆောက်အဦပြတ်တွေတဲ့ပြိမိပိမိနေတဲ့သူတွေရဲ့အသက်ရှင်သန်နိုင်ခြင်းမိမ့်မိန်လာသလို နိုင်ငံတကာကဲဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း ပြည်ရင်းကကဲဆဲရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးအင်အားရှိသမျှကူညီကဲဆဲနေကြတာတွေ့ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယအာဆီယံဖွဲ့ဝင်နိုင်ငံအချို့ပေါင်းဝင်ကမ္ဘာနိုင်ငံအချို့ကကဲဆဲရေးအဖွဲ့တွေငလင်ဖြစ်ပွားပြီးနောက်တနေ့ကစလို့မန္တလေးနေပြည်တော်မြို့တွေကစတင်ကဲဆဲရေးလှုပ်ဆောင်ခဲ့ကြပြီးလက်ရှိအချိန်ထိလည်းအင်အားအပြည့်နဲ့ဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။တည်ဆုံးသူအရေးအတွက်ဟာစစ်ကောင်စီခေါင်းဆောင်ပြောဆိုချက်အရာ 2900ကျော်ရှိနေပြီးဒဏ်ရာရသူ4000ဝန်းကျင်နဲ့ပျောက်ဆုံးနေသူရကနန်းရှိတယ်လို့ဆိုပါတယ်။အမှန်တကယ်ကိန်းကနန်းတွေကယခုထက်ပိုမိုများပြားနိုင်တယ်လို့ဒေတာခံတွေကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကယူဆထားကြပါတယ်။မြို့ငယ်တွေလို့ဆိုနိုင်တဲ့ပျော်ပွဲကြောက်စဲလို့မြို့တွေမှာတော့တိတ်ဆုံးသူအရေးတော်ဟာ300ကျော်ကနေ900လောက်ထိရှိလာနေတဲ့အနေအထားတွေကြောင့်မန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊ပြည်မနာတို့ပေါင်းရင် ထက်ကဖော်ပြတဲ့ကိငငတ်ထက်ပုံမများပြားနိုင်ချေရှိနေတာဖြစ်ပါတယ်။နောက်ဆက်တွဲငလင်တွေထပ်ပြီးလှုပ်ခတ်နေစေဖြစ်လို့မန္တလေးစကိုင်းပြည်မနာနေပြည်တော်တို့မှာတပိုင်းတစထိခိုက်ပျက်စီးထားတဲ့နေအိမ်တွေရှိနေသည့်တိုင်နေအိမ်တွေနေဖို့စိုးရိမ်နေတာကြောင့်လမ်းနပေးတစ်ပင်ရိတ်တွေကားလန်ပလက်ဖောင်းတွေမှာညှိအိပ်ပြီးနေထိုင်နေကြရတာလေးရမြောက်လာပြီးဖြစ်ပါတယ်။အမိုက်စုပြစ်မှုရေအိမ်ပြဿနာ တောက်သုံးရည်ရရှိမှုပူပြင်းတဲ့နေရာတည်ရဲ့တန်စတဲ့အကျိုးဆက်တွေလာမဲ့ရက်တွေမှာရင်ဆိုင်ကြရမယ့်အခက်အခဲတွေဖြစ်ပါတယ်။မြို့တွေမှာအဆောက်အဦးအောက်ပိတ်မိကအသက်ဆုံးရှုံးကြတဲ့သူတွေရဲ့ရုပ်အလောင်းကအပုံနဲ့ထွက်ရှိလာနေတယ်လို့ရေးသားဖော်ပြမှုတွေတွေ့နေရပါတယ်။လက်ရှိအခြေအနေမှာအသက်ရှင်ကျန်နိုင်သေးတဲ့သူတွေကိုရှောက်ဖွေဖို့ကိုဦးစားပေးလှုံ့ဆော်နေကြတာကြောင့်အပြည့်အစည်းတွေရှင်းလင်းဖို့ကိုဦးစားမပေးနိုင်သေးတဲ့အနေအထားလည်းဖြစ်ပါတယ်။ လူဦးရေတက်တန်းခွဲရှိတဲ့မန္တလေးမြို့ရဲ့ထိခိုက်ပျက်စီးမှုတည်ဆုံမှုနဲ့ရှင်တန်ကျန်ရစ်သူတို့ရဲ့ကျန်းမာရေးနဲ့နောက်ဆက်တွဲလှုပ်ခတ်နေတဲ့ငလင်ငယ်တွေရဲ့အန္တရာယ်စရာတွေကိုစစ်ကောင်စီအစိုးရအနေနဲ့ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ခြင်းမရှိတာထင်ရှားပါတယ်။အရေးပေါ်အသက်ကဲဆဲရေးနဲ့အရေးပေါ်ရိတ်ခါစေဝါအထောက်ပံ့အကူအညီအချို့အိမ်နီးချင်းနိုင်ငံတွေကပေးအပ်လာရမှာစစ်ကောင်စီကလက်ခံရယူပြီးခွဲဝေပေးမယ့်အပေါ် တန်တရာကြီးမားစွာရှိနေကြပါတယ်။2008ခုနှစ်နာဂစ်မုံတိုင်းကာလာတော့ကလို့စစ်အစိုးရကလက်ခံရယူတဲ့အကူအညီတွေနဲ့ပတ်သက်ပြီးအလွဲသုံးစားပြူတာတွေစစ်တပ်လိုလက်နက်ကင်တပ်တွေကအကူအညီတွေကိုဦးစားပေးအသုံးပြူတာတွေရှိခဲ့တဲ့အတွေ့အကြုံကြောင့်လည်းအခုအချိန်မှာအကူအညီတွေအမှန်တကယ်လိုအပ်သူတွေထံပြည်ပြည်ဝဝရောက်ရှိပါမလားဆိုတဲ့စိုးရိမ်ကြောက်ကြမှုတွေရှိနေတာဖြစ်ပါတယ်။နောက်ထပ်ပြဿနာတစ်ခုက လက်နက်ကင်ပြိပခပြင်းထန်တဲ့ဇကိုင်းတိုင်းမန္တလေးတိုင်းလိုနေရာမျိုးမှာအကူအညီကယ်ဆယ်ရေးတွေအရေးတကြီးလိုအပ်နေချိန်မှာတော့စစ်ကောင်စီအနေနဲ့တဖက်လက်နက်ကင်အဖွဲ့တွေစိတ်ဝင်လာတာမျိုးအကူအညီလာပေးမှမျိုးကိုအရေးတကြီးစောင့်ကြည့်နေတဲ့ကိစ္စနဲ့ရှမ်းမြောင်နဲ့အခြားသောဒေသတွေမှာလီချောင်းတိုက်ခိုက်မှုဆက်လက်လှုပ်ဆောင်နေတဲ့အခြေအနေဖြစ်ပါတယ်။သကိုင်းမျိုးကငလီပေးတံခံနေရသူတွေကိုမုံရအပါဝင်တခြားသောသကိုင်းတိုင်းဒေသတွေကလူလူအနေနဲ့ကူညီဖို့လှုပ်ဆောင်တာတွေရှိပေမယ့် အဆိုပါအနေမြေဒေတာတွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့ဇကိုင်းမျိုးကို အကူအညီပေးရေးဝင်ရောက်တာတွေကိုတန်တရားကြီးစွာစောင့်ကြည့်တာစစ်ဆေးတာတွေရှိနေတယ်လို့သတင်းချို့မှာဖော်ပြထားကြပါတယ်စစ်ကောင်စီအနေနဲ့ငလင်ပြီးကြားရောက်ချိန်မှာရောကြားရောက်ပြီးကာလာမှာပါ စီးအရာထိမ့်ချုပ်ထားမှုကိုအနှဲငယ်များထိခိုက်မခံပဲလေကြောင်းတိုက်ခိုက်မှုတွေတင်းကျပ်စွာစောင့်ကြည့်နေတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြီးခဲ့တဲ့ရက်ပိုင်းမှာငလျင်ဘေးဒဏ်ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရတဲ့ကာလမှာထိုးစစ်ဆင်မှုကိုသတင်းနှစ်ပတ်ကြာရပ်နားထားမယ်လို့ကြေညာသလိုမြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA, TNL နဲ့ MNDA တို့ကတိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်ဆင်တာတွေမလုပ်ပဲ တလတာတစ်ဖက်သက်အပြည့်ရမယ်လို့အီပီလာတရက်နေ့ညဦးပိုင်းမှာကြေညာခဲ့ပါတယ်စစ်ကောင်စီဘက်ကတော့အထက်ပါထုတ်ပြန်မှုတွေနဲ့ပတ်သက်လို့ရည်ညွှန်းထုတ်ပြန်တာမျိုးမတွေ့ရတော့လဲမြေပြင်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုလေ့လာကြည့်ရင်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်တဘာဝဘေးရန်ကြီးကာလမှာတော့အာနာတီမြဲရေနေမြေထိန်းချုပ်နိုင်ရေးကိုဦးစားပေးနေတာကိုပြသနေတာဖြစ်ပါတယ် နိုင်ငံတကာသတင်းတွေမှာတဘာဝဘေးကြရောက်ပြီးအရေးပေါ်ကေဆေးရေးကူညီရေးတွေလိုအပ်နေတဲ့အခြေအနေမှာလေကြောင်းတိုက်ခိုက်မှုဆက်လက်လုပ်နေတဲ့အကြောင်းသတင်းကောင်းစဉ်အဖြစ်ဖော်ပြကြတာတွေ့ရပါတယ်။ကမ္ဘာအချို့သောဒေသတွေမှာလက်နက်ကင်ပဋိပက္ခဖြစ်ပွားနေစဉ်တဘာဝကပ်ဘေးကြရောက်လို့လက်နက်ကင်အဖွဲ့တွေကြားကေဆေးရေးကူညီရေးတွေပူးပေါင်းလှုပ်ဆောင်ပြီးစစ်ပွဲကနေငြိမ်းချမ်းရေးရသွားတဲ့တာဒကတွေရှိခဲ့တာကြောင့် ဒီလိုတာတကတွေကိုကြည်ကမြန်မာနိုင်ငံအနေနဲ့အဲ့လိုလမ်းကြောင်းပေါ်ရောက်ရှိလာမလားဆိုတဲ့ညှို့လင်းချက်တွေညှို့လင်းလို့မရနိုင်တဲ့အခြေအနေလို့ဆိုရင်မှားမင်မထင်ပါမြန်မာနိုင်ငံအနာဂတ်ကမှောင်မိုက်နေစေညှို့လင်းချက်အလင်းရောင်မရဘူးဝေးကွာနေစေလေဖြစ်ပါတော့ရဲ့ရှင်